မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ DVO မြန်တန်ကြားရဲ့နေ့လယ်2နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်တရုတ်နိုင်ငံကမြန်မာနိုင်ငံကိုထောက်ပံ့ပေးတဲ့ငလင်ကယ်ဆယ်ရေးပစ္စည်းတွေကိုမေလ25ရက်နေ့မနက်ပိုင်းမှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းစီကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တယ်ရုံးကထုတ်ပြန်ပါတယ်။ မေလ23ရက်နေ့နဲ့24ရက်နေ့တွေမှာတရုတ်နိုင်ငံကမြန်မာနိုင်ငံကိုထောက်ပံ့ပေးတဲ့15အတုံးအရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာငလင်ကဲဇယ်ရေးထောက်ပံ့ရေးပစ္စည်းတွေဇက်တိုက်ရောက်ရှိခဲ့တာပါအဲ့ဒီပစ္စည်းတွေထဲမှာရုံကန်တုံ prefabricated house နဲ့ဆက်ဆက် prebog စုစုပေါင်း160စုံရိုးရိုးသားမှန် prefabricated house 1120စုံဒီဇယ်စီတန်ချိန်1200နဲ့ဓာတ်စီတန်ချိန်3000ရန်ကုန်မြို့တီလဝစိတ်ကန်းကိုဇက်တိုက်ရောက်ရှိခဲ့ရလို့သိရပါဗျာ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ AR Richter scale 9.8ရှိတဲ့ငလင်ကြောင်းမေလ2ရက်နေ့ထိတည်ဆုံးသူ4000ကျော်နဲ့ထိခိုက်ဒဏ်ရာရှိသူ1000ကျော်ရှိတယ်လို့ DV Data တင်းရဲ့အချက်အလက်တွေအရသိရပါတယ်ရှင်။နေကင်းနယ်မင်းစုရွာဘုံကျဲတိုက်ခိုက်ခံရမှုမှာတေဆုံးသူ9ယောက်ထပ်တိုးလာပြီးစုစုပေါင်းတေဆုံးသူ16ယောက်ရှိလာပါတယ်။ဒီသတင်းကိုတူတာချန်တာဖေးပို့ထားပါရရှင်။ မေလ23ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့စကိုင်းတိုင်းမင်းကင်းနဲ့မင်းစုရွာပုံကျဲတိုက်ခိုက်ခံရတာမှာတရားရသူတွေထဲကတေဆုံးသူ9ယောက်ထပ်တူခဲ့တာပါဖြစ်ဖြစ်ချင်းမှာတေဆုံးသူ11ယောက်ရှိခဲ့ပြီး9ယောက်ထပ်တူခဲ့တာကြောင့်စုစုပေါင်းတေဆုံးသူ16ယောက်အထိရှိလာပါတယ်တေဆုံးသူတွေထဲမှာအသက်6လကလေးငယ်အပေါင်းဝင်အသက်14နှစ်ယောက်ကလေး9ယောက်အထိပါဝင်နေပါတယ်လက်တလုံးမှာထိခိုက်ဒဏ်ရာရလို့ဆက်ပြီးစေကူတာခံရသူ14ယောက်ကျန်ရှိနေပါတယ် 啊，这几天得从哪吃点要？你看他哎，你妈，吃多啊，费用报多了不是？还要从哪费用你妈？还要报的？还要还要给他吃多呢？哎呀，别别乱乱医着了，蛮乱乱也是病。我那天在看嘞，搞个小姑娘嘞，还大的又不敢来开刀，哎，是吧？我一天在打打雷啵。所以讲嘞，刘奶奶，只要那个小娃娃去家里点地方呢？其他也今年六月我叫你下嘞，你从哪里要到广东的酒鬼家 ခြင်းပဲပြောလိုက်တယ်ကျွန်တော်တို့ဒီမှာဘာမှကိုလုံးမရောပြည်ညာစတားလေးညာလည်းမခွင့်ရဲကြောက်လေးနေရင်ကတောက်တော့ဝဲနေရကျွန်တော်တို့နေရောညာဆွဲနေရနေရောညာရောကိုဝဲနေကျွန်တော်ဘက်မှာနောက်ဆုံးရတဲ့သတင်းအချက်အလက်တွေရမင်းစုရွာမှာဘုံနဲ့ကြောင်အင်ဂျင်22လုံးဝန်းကျင်ထိခိုက်ပျက်စီးခဲ့ပြီးညီရွာမှာတွေ့ရတဲ့လက္ခဏာတွေရစစ်ကောင်စီလေးကပေါင်900 cluster ဘုံနဲ့ကျဲချခဲ့တာဖြစ်နိုင်တယ်လို့ဒေသခံတွေကမှတ်ချက်ပေးပါတယ် မင်းကတော်တော်ဆူဆူဝါးဝါဖြစ်ကြတာများတယ်ဗျစစ်ကောင်စီရဲ့လူသားမဆန်တဲ့ကိစ္စပေါ့ပြည်သူပြည်သူလို့မမြင်ဘဲနဲ့တရားလောက်အထိလေချောင်းတွေလိုကြီးတိုက်ခိုက်တာကတော့တော်တော်လူသားမဆန်ဘူးလို့ပဲကျွန်တော်တို့အနေနဲ့ကတော့သုံးသပ်ပါတယ်မင်းစုရလေချောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်မျိုးကတော့နိုင်ငံတကာနိုင်ငံလုံးနေရာအနှံ့ပြားမှာလည်းဖြစ်နေကြတာဆိုတော့ဒီမင်းကမှတမကတခြားနေရာတွေလည်းပိုးပြီးတော့ view site စီစဉ်တယ်ဒီကောင်တွေ migrate migrate နဲ့လာကြပြီအဲ့ဒီအတွက်ကျွန်တော်တို့ပြည်သူတရားလုံးက ပိုပြီးစီလုံးမှုလိုပါတယ်ပိုပြီးညှိညွတ်ဖို့လိုပါတယ်ကျွန်တော်တို့ဒေါ်လာရေးသင်းဖွဲ့တွေအားလုံးကလည်းဒီသူကိုကျွန်တော်တို့ပိုပြီးကောက်ွယ်ဖို့လိုလာပါတယ်ပေါ့မက်စလာ28ရက်နေ့စကိုင်းကလင်းလုံကာလမစစ်ကောင်စီရဲ့အစမပြတ်တိုက်ခိုက်မှုတွေကြောင့်မင်းကြီးမျိုးနယ်ထဲမှာထိခိုက်ဒဏ်ရာသူအများအပြားရှိခဲ့ပြီးလုံလောက်တဲ့ဂျမိုင်းဝန်ထမ်းနဲ့စေဝါပစ္စည်းတွေမရှိသေးဘူးလို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီကမြင်းနယ်နယ်ကနီနယ်ကိုချင်းတွင်းမြေရိုရေလန်းခီနဲ့ဆက်ဆက်ပြီးနေမြေချင်းချုပ်ချင်တာကြောင့် PRP တိုက်ခိုက်တာတွေစတိုက်ပြုလုပ်နေတာဖြစ်ပါရယ်ကျွန်တော် ုဒ္ဒချမ်းသာပါ2025-2026ပညာသင်နှစ်အတွက်ကျောင်းအပ်နှံတော်မှာကျောင်းသုံးဖက်စာကိုအသေးရရှိတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့လာမယ့်ပညာသင်နှစ်မှာပြန်အပ်ပါမယ်ဆိုတဲ့လက်မှတ်ထိုးရမယ်လို့စစ်ကောင်စီပညာရေးဝန်ကြီးဌာနကပြောကြားထားပါတယ်။ပြီးခဲ့တဲ့နှစ်ပညာသင်နှစ်ကစပြီးကျောင်းသုံးဖက်စာအုပ်တွေကိုကျောင်းသားကျောင်းသူတွေအနေနဲ့ပြန်အပ်ရတာဖြစ်ပြီးကျောင်းသုံးဖက်စာအုပ်တွေကိုလက်ဆင့်ကမ်းစနစ်နဲ့အခုပညာသင်နှစ်ကစပြီးကျင့်သုံးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ စောင်းအဟောင်းနဲ့အစ်စ်ကိုမဲနှိုက်ရမှာဖြစ်ပြီးစောင်းအသေးရတဲ့သူကပညာသင်နှစ်ကုံဆုံးရင်ပြန်အပ်ရမှာဖြစ်ကောင်းလက်မှတ်တစ်ခါတည်းထိုးရမယ်လို့နန်းစီဒီယမ်ကျောင်းဆရာမတယောက်ကပြောပါတယ်။ဒါပြင်ကျောင်းကျောင်းတွေကိုစောက်တွေအပြည့်ထုတ်မပေးတဲ့အတွက်ရထားတဲ့အစ်စ်အဟောင်းကိုပြန်မျှတော့မှာဖြစ်ပြီးကျောင်းတက်တဲ့ကာလအတွင်းနဲ့လည်းဖတ်စာကိုအသေးရရှိဖို့ဆိုတာမသေးကြဘူးလို့ဆိုပါရယ်စစ်ကောင်စီအနေနဲ့စည်ရေးသုံးစည်းကိုသာအဓိကထားသုံးနေပြီးပညာရေးအသုံးစည်းကိုလျှော့ချထားတာလည်းဖြစ်ပါရယ်ရှင် ပဲခူးတိုင်းတောင်ကုန်မြို့နယ်စပတ်ကျွဲကြီးရွာကိုပြီးခဲ့တဲ့မေလ23ရက်နေ့မနက်6နာရီမှာစစ်ကောင်စီတပ်ကလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်အိမ်900ကျော်မီးလောင်ပျက်စီးခဲ့ကထောင်ထဲချီတဲ့ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေစီကသိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအင်ဂျီတထောင်နီးပါးရှိတဲ့စပတ်ကျွဲကြီးရွာတွေကိုစီးနင်းဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူကလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားကြတယ်လို့ဆိုပါရယ် ။စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဟာမေလ22ရက်နေ့ကစပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကအထိနာနေတဲ့စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပစ်လုပ်နေတယ်လို့တိုက်ပွဲဖြစ်ပွားနေတဲ့အနီးနားမှာရှိတဲ့စပတ်ကြွေရွာကိုမီးရှို့နေတာလို့တောင်ဝခိုင်ပကဖတာဝန်ခံကပြောပါရတယ်။ မေလ25ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစက်ကောင်စီတပ်ဘက်ကလေကြောင်းပစ်ကိုတွေပြုလုပ်နေတဲ့အတွက်စပတ်ကျဲကြီးရွာပါဝင်၊ကြက်ရိုးပင်၊ငုံမင်းတော်ပုနဲ့စီးပင်သာကြီးရွာတွေကထောင်ထဲချီတဲ့ဒေသခံတွေဟာဘေးလွယာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ရှင်။ အာရခတတ်တော်အေကစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်လူရွယ်တွေကိုရခိုင်ဒေသရဲ့ပြပထွက်ခွာခွင့်တားမြစ်လိုက်တာကလူအခွင့်ရေးချိုးဖောက်တာဖြစ်တယ်လို့ထောက်ပြမှုတွေရှိနေပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။အာရခတတ်တော်အေကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် NDEP အရာစစ်မှုထက်ပေါ်အကျုံးဝင်တဲ့ရခိုင်ပြည်နယ်ကလူငယ်တွေကိုရခိုင်ပြည်နယ်ရဲ့ပြင်ပထွက်ခွာခွင့်တားမြစ်လိုက်တယ်လို့မေလ20ရက်နေ့မှာသတိပေးထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်မတ်လ18ရက်နေ့မှာ NDEP ကိုစတင်ပြဋ္ဌာန်းလိုက်ပြီးနောက်ရခိုင်ပြည်နယ်ကလူငယ်တချို့ဟာ ဲ့ဒီအရေးပေါ်ပြဋ္ဌာန်းချက်ကိုတေချာနားမလဲပဲတိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွှဲဖို့ပုံစံအမျိုးမျိုးနဲ့ကြိုးပမ်းအားထုတ်နေကြတာကိုတွေ့လာရတာကြောင့်အခုလိုသတိပေးတာမြင့်ချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ AA ကဆိုပါတယ် AA အနေနဲ့စစ်မှုမထမ်းလို့ရာကြောင့်ရခိုင်ဒေသရဲ့ပြပထွက်ပြေးသူတွေကိုတောလောက်ခွင့်ပိတ်ပင်တားမြစ်လိုက်တာကလူအခွင့်အရေးကိုချိုးဖောက်နေတာဖြစ်တယ်လို့လူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ် ကျွန်တော်တို့ဒီလူခွင့်ရေးရှုံတော်ကကြီးပြီးတော့ပြောမယ်ဆိုရင်တော့ဒါမလုံတဲ့ဘူးလို့မြင်တာပေါ့နော်ပြည်သူလူထုရေလွတ်လွတ်မှုတွေကိုထိခိုက်စေပါတယ်ဘာဖြစ်လို့ဆိုတော့ဒီတချို့ကဒီတော်လိုင်းရေးမှာပါဝင်ရှင်တဲ့လူငယ်တွေလည်းရှိကောင်းရှိမယ်အဲစိတ်မှုထမ်းလို့တဲ့လူငယ်တွေလည်းရှိရှိလို့မရှိတဲ့လူငယ် လေးရှိတော့ဟိုစံတော့မပါတဲ့လူငယ်လေးရှိတော့ဟိုဒါပေမဲ့မပါရှင်တဲ့သူကိုအတန်တမာဒီစစ်တန်တန်တက်ခိုင်းတယ်တို့စေမှုထိုင်ခိုင်းတယ်ဆိုရင်ဒါသူစံတော့ဆက်ကြပြီးတော့ဒီတူတယောက်ချင်းသဖို့စံတော့ကိုဆန့်ကြပြီးတော့ဟိုလောက်ခိုင်းတယ်ဆိုရင်တော့ဒါဒီလူခွင့်ကိုရှုဖောက်တာလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်တကယ်လို့ဒီမူကအချင်းသူနေမျိုးဆိုရင်ဒါလူခွင့်ရှုဖောက်မှုတွေအများကြီးဖြစ်လာနိုင်တယ်ပေါ့နော်ရခိုင်ပြည်မှာလူခွင့်ရှုဖောက်မှုဆိုတာဟာဒီလူတယောက်ကိုတက်ပလိုက်မှဟိုညပန်းနေစနေမှာမဟုတ်ဘူးဒီလိုခွင့်ရတွေကိုလည်းကျွန်တော်တို့လူခွင့်ရှုဖောက်တွေလို့ကျွန်တော် ်လို့ပြောပါတယ်ပေါ့နော်ဒါပေမဲ့လည်းအာရခပြည်သူ့ကျန်းမာရေးဌာနကစစ်ကူသားမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေနဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကိုတော့တောလောက်ခွင့်ပြုထားပါတယ်။ရခိုင်ပြည်အတွင်းကနေရဆွန့်ခေါ်လူသူတွေကိုကုံလဲရေလဲကနေတဆင်အခါချင်းကိုယူပြီးတည်ယူပို့ဆောင်နေသူတွေကိုလည်းတီစေဥပဒေနဲ့အရေးယူမှဖြစ်ပြီးလူကယ်ရီပို့ဆောင်တာလုံးဝမလုပ်ရဘူးလို့တတိပေတားမြစ်ထားပါတယ်။ ဒါတွေကိုအသက်သွင်းတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေကို စနစ်တကျထုတ်ပြန်ထားဖို့လိုတယ်ဒေသချပြထားဖို့လိုတယ်ဒါတွေကိုဟိုဒေသခိုင်ခိုင်မာမာစနစ်တကျမချပြခြင်းကြောင့်ပေါ့နော်နောက်ဆက်တွဲအနေနဲ့မြေပြင်မှာလည်းဟိုအတင်းအဓမ္မသဘောတက်ရောက်တဲ့ဆူဆောင်းမှုမျိုးတွေတုံရတာမျိုးတွေနောက်ပြီးတော့ခီးသွားလာရမှာဖန်ဆီးခံရပြီးတော့စစ်တင်နံပို့လိုက်ရတာမျိုးတွေပေါ့နော်ဒါတွေကလုံးဝမဖြစ်သင့်တဲ့အားတွေလို့မြင်တယ်ပေါ့နော်အခုဆိုလဲအာဒီ ဒီရခိုင်ကနေပြင်ပကိုထွက်ဖို့ပြိတ်လိုက်တယ်ပေါ့နော်။ဟိုပြိတ်လိုက်တယ်ဆိုတော့ထုတ်ပြန်ချက်မှာတော့ပါပါတယ်။ဟိုဒါပေမဲ့ division တွေအကြောင်းနဲ့အဲဒီပြည်သူတွေကိုဟိုပိတ်လောင်ထားတယ်ဆိုတော့သဘောတက်ရောက်စေတဲ့မူဝါဒတွေလောက်ရက်တွေလောက်တာကကြတော့အာကျွန်တော်အနေနဲ့ဒါလက်ခံဖို့နည်းနည်းဟိုခက်ခဲတယ်ပေါ့။ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေမှာရခိုင်မက်ပုံတင်ကိုင်ဆောင်သူတွေကိုရည်ရွယ်ချက်ချစ်ချစ်ဖမ်းဆီးငွေညစ်တာပြန်ပေးဆွေးတလို့ဖမ်းဆီးထိန်းသိမ်းတာပုံမှန်အမျိုးမျိုးနဲ့မတရားသဖြင့်ထောင်ချတာလူသက်အလောင်းဖြောက်တာစားတဲ့အန္တရာယ်တွေကနေကင်းလို့ဆွေးဖို့အတွက်အခုလိုတားမြစ်လိုက်တာဖြစ်တယ်လို့အေအေကထုတ်ပြန်ချက်မှာရေးသားထားပါတယ်ဒါအပြင်ရခိုင်ရုံမှနေဆက်တခြားတိုက်ပွဲတွေဆက်လက်ရှိနေစေဖြစ်တာကြောင့်တိုက်ပွဲတွေအတွင်ဈာညက်မတော်စေဖို့နဲ့လူမိုင်းအန္တရာယ်တွေကနေကင်းလွတ်စေဖို့ရည်ရွယ်လို့အေအေကဆိုပါတယ် တဖက်မှာလည်းပြန်လည်ထူထောင်ရင်းနဲ့တိဆောက်ရေးတဲ့အတွက်လဲလူသားအရင်းအမြစ်တွေလိုအပ်တာကြောင့် AA ရဲ့လုံရက်ဟာလုံတဲ့လုံထိုက်တဲ့လုံရက်ဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါသေးတယ် ဒါကဒီလောက်တန်းတဲ့ကိစ္စတခုလို့ကျွန်တော်တို့ယူဆတယ်ဒီလွတ်မြောက်ဖို့အတွက်တစ်ဖက်မှာတက်ခိုက်နေတယ်ဒီဆောင်ရည်တို့လည်းကောဒီပြန်လေကာလဘောချင်းချင်းဖို့တို့လည်းကောဒါကလူသားရမ်းမြဲလွယ်တာကတကယ်ကြီးကြီးတဲ့အဆက်ရှာမှရှိတယ်ပေါ့ဒါကြောင့်ဒီလူငယ်တွေပတ်သက်ပြီးတော့အခန့်ကဏ္ဍကိုပို့ပြီးတော့အလေးထားဆောင်ရွက်ဖို့လိုတယ်နေရာတွေတာဝန်တွေပေးရဖို့လိုတယ်လွယ်တဲ့ပညာရေးတွေကိုတက်နိုင်သလောက်ညှင့်တန်ပြီးတော့ဒီရခိုင်ပြည်တိဆောက်ရေးမှာဝိုင်းဝန်းပြီးတော့တွေးခေါ်ဖို့လောက်ရတယ်ကိုလည်း ဖန်တီးပေးတဲ့လို့ကျွန်တော်တုံ့တက်တယ်ဒီလိုမျိုးသာဖြစ်မယ်ဆိုရင်ဟိုအောက်ကောင်းတဲ့ကျွန်တော်တို့ဒီလက်မြောက်ရေးဆိုတဲ့ကောင်းစီအောင်မှာပြီးကိုပို့ပြီးတော့ရှင်မြန်နဲ့ဟိုအလျံမြန်ရောက်နိုင်ပြီဘုံတော့ဒီအချက်တွေကိုဖြည့်ဆည်းပြီးရင်တော့ကောင်းမွန်တဲ့ကျွန်တော်အနာဂတ်စီကို ရောက်မယ်လို့ကျွန်တော်တို့တုံ့တက်တယ်ပေါ့နော် အေအေရဲ့ထုတ်ပြန်ချက်အရာပြည်နယ်ပြပတော်လောက်ခွင့်မရှိသူတွေဟာအမျိုးသားဆိုရင်အသက်18နှစ်ကနေ45နှစ်အထိအမျိုးသမီးဆိုရင်အသက်18နှစ်ကနေ25နှစ်အသက်အရွယ်အတွင်းရှိတဲ့သူတွေဖြစ်ပါတယ်။ထုတ်ပြန်ချက်တင်မှာတော့လက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလပြီးဆုံးတဲ့အထိတားမြစ်တယ်လို့အေအေကဆိုထားပါတယ်။ကျွန်မကကေခိုင်ပါ။ ကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ American သမ္မတ Donald Trump က American နိုင်ငံမှာထယ်ချုပ်လုပ်ငန်းပြန်လည်ပတ်ဖို့စိတ်မဝင်စားဘူးလို့အတည်ပြုလိုက်ပြီးတင့်ငါးတွေကွန်ပျူတာ chips ပြားတွေလို ကြီးကျယ်တဲ့အရာတွေထုတ်လုပ်ဖို့ပဲအာရုံစိုက်ထားတာလို့မေလ25ရက်နေ့ကပြောကြားခဲ့ပါတယ်။အထည်ချုပ်လုပ်ငန်းအမေရိကန်မှာပြန်လုပ်ဖို့မလိုအပ်ဘူးလို့ဗန်နိုင်းဝင်ကြီးစကော့ဘတ်ဆန်ကအမှတ်ချက်ပေးခဲ့တာနဲ့ပတ်သက်လို့ထရန့်ကိုသတင်းတောက်တွေကမေးမြန်းခဲ့ကြတာဖြစ်ပါတယ်။ ဥရောပတမကနယ်စီးကြက်ခွန်ကိစ္စညှိနှိုင်းမဲ့ရက်ကိုလည်းဇူလိုင်လ9ရက်နေ့အထိတိုးပေးဖို့သဘောတူထားတယ်လို့ထရန့်ကအတည်ပြုပါရယ်။ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆိုလာဗွန်ဒါလီယန်ကထရန့်နဲ့ဖုန်းကောင်းကောင်းပြောဖြစ်တယ်လို့တနင်္ဂနွေနေ့ကအတည်ပြုပါရယ်။ထရန့်ဟာအစောပိုင်းမှာ EU ကုန်စည်တွေအပေါ်စီးကြက်ခွန်20ရာခိုင်နှုန်းနောက်ပိုင်းမှာညှိနှိုင်းဖို့အတွက်10ရာခိုင်နှုန်းထိလျှော့ပေးခဲ့ပါရယ်။အဲဒီနောက်မှာတော့ညှိနှိုင်းတာနှီးတယ်ဆိုပြီးတော့90ရာခိုင်နှုန်းအထိတိုးမယ်လို့ချိန်ချောက်ထားတာဖြစ်ပါရယ်ရှင်။ ဆက်လက်ပြီးအားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အဆိုအဆုံးသောဘလုံးရသည်ဖြစ်ခဲ့တဲ့ပေါ်ပရိသတ်တွေကိုတောင်းပန်ကြောင်းမန်ယူနီးပြရူပင်အာမိုရင်က ပြောသွားပါဗျ။ Aston Villa နဲ့နောက်ဆုံးပွဲစဉ်မှာ Man U အသင်းက2ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီးအဆင့်15နဲ့ရသည်သိမ်းခဲ့တာပါ အဲ့ဒီပွဲစဉ်အပြီးမှာနီးပြအောင်မော်ရီကပရိသတ်တွေကိုမိုက်ခရိုဖုန်းကနေတဆင့်တောင်းပန်စကားဆိုခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့မိမိနဲ့အသင်းပေါ်မှာစိတ်ပြတ်နေမှာကိုသိရှိပြီးရလဒ်ဆိုးတွေအတွက်တောင်းပန်ခြင်းသလိုအားပေးမှုတွေအတက်လဲကျေးဇူးတင်ကြောင်းနီးပြအောင်မော်ရီကပြောသွားပါတယ်။အဆိုးဆုံးတွေအပြီးမှာကောင်းမွန်တဲ့နေရက်တွေရောက်ရှိလာတော့မှဖြစ်ပြီးဘလို့အချိန်နေဘလို့ကန်ဆုံးမိုးမောင်ကြမှုတွေမှမစိုးပြန်လာနိုင်အောင်ဆွမ်းဆောင်နိုင်တဲ့ကလပ်အသင်းကကမ္ဘာမှာတသင်းသာရှိပြီးအဲ့ဒီအသင်းက Manchester United အသင်းဖြစ်ကြောင်းလဲနီးပြအောင်မော်ရီ င်ကပြောသွားပါရရှင်။ TVU မြန်တန်ကြားရဲ့နေ့လယ်နှစ်နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါ။ညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးဦးမှာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။